ကဏ္ဍဆောင်လင်စာတင်ဆက်ပေးနေကြဖြစ်တဲ့ Inside မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ရဲ့ Inside မြန်မာအစီအစဉ်ကနေ 11W TV ကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးအတွက်တင်ဆက်ပေးခြင်းတဲ့အခမ်းအနားကတော့နေရလရဲ့အမှန်တရားရဲ့ဆိုတဲ့ဇလန်းတွဲအစ်စ်မိတ်ဆက်တဲ့အခမ်းအနားပဲဖြစ်ပါတယ်။ဒီအခမ်းအနားကိုရန်ကုန်မြို့မှာရှိတဲ့စုလေရှန်ဂရီလာဟိုတယ်ရဲ့ကုန်းပေါင်ခန်းမှာကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီကဏ္ဍမှာတော့မြန်မာဥပဒေအထောက်အကူပြုကွင်းရဲ့ရန်ကုန်တရားမျှတမှုစင်တာကဦးကျော်မြင့်ကလည်းအခုလိုပြောကြားခဲ့ပါဗျ။ကျွန်တော်တို့နိုင်ငံမှာတရားဥပဒေစိုးမိုးမဲ့လုံမှန်ပြုတို့ဘယ်လိုလုပ်ကြမှာလဲ။ဆိုပြီးကျွန်တော်တို့တိုင်ပင်ရပါဒါဆိုလို့ရှိရင်တို့ပြည်ပနိုင်ငံကိုထွက်ပြီးတော့တို့နိုင်ငံမှာကျွန်တော်တို့အရှိရောက်နေတဲ့နိုင်ငံတွေမှာဒီတရားဥပဒေစိုးမိုးနဲ့ပတ်သက်ပြီးဘယ်လိုများဖြတ်တန်းခဲ့ကြတယ်လဲ။ အဲ့ဒါတွေကိုလေ့လာမယ်ဆိုပြီးတော့ကျွန်တော်တို့ဂျာကာတာကိုတွန်းပါအဲ့ဒီအင်ဒိုနီးရှားမှာပဲကျွန်တော်တို့မြန်မာအဖွဲ့တွေအိမ်မက်လေးတွေမက်ကြပါအဲ့ဒီအိမ်မက်လေးတွေကပါလဲဆိုတော့ဒီတရားဥပဒေစိုးမှုဖို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံတို့အတိုင်းအတာနဲ့ဥပဒေပြဿနာကိုဖြေရှင်းပေးဖို့အတွက်မြန်မာ legal in network ဆိုတာကိုကျွန်တော်တို့ဖွဲ့စည်းနိုင်ပြီလေဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဒရိုက်တာအန်ကိုလက်ကလည်းဒီစကားရိုက်ကူးရတဲ့အကြောင်းကိုအခုလိုပြောပြခဲ့ပါတယ်။ Started from the 2000 14 March သူရိုက်ကူးတဲ့အခါမှာအခက်အခဲရှိခဲ့တာတွေကိုလည်းအခုလိုပြပြခဲ့ပါတယ်။မေခံတော်ကြီးမှာရိုက်ရင်ရိုက်နေမိုးတွေပါလာတယ်မိုးကြိုးတွေတစ်တစ်ပြုတ်ကြတယ်ဓာတ်ကြိုးတွေပြတ်တယ်အများကြီးဆိုင်ကျွန်တော်တို့အဲ့ဒါတွေကျင်းဆိုင်ရတယ်အဲ့ဒီအချိန်မှာဘာထပ်အဓိကကျင်းဆိုင်ရတဲ့ပြဿနာကတော့ဒီ script ကိုကျွန်တော်တို့အနောက်ကနေပြီးတော့ဒီ legal aid အဖွဲ့တွေရဲ့ နော်တိုင်းပြည်ကပတ်မိုးနေတဲ့ဒီမှာပေါ့နော်ဥပဒေပိုင်းဆိုင်ရာပညာရှင်တွေကနေထောက်ပြတယ် point ကျွန်တော်တို့ပြင်ဆင်ရတာရှိတယ်ဆက်လက်ပြီးတော့ဒီစကားကိုပေးခဲ့တဲ့စကားနာမည်ကိုလည်းအခုလိုပြောပြခဲ့ပါတယ် title လေးကနေရလရအမှန်တရားဖြစ်ပါလေနေမင်းကြီးရဲ့မတာဝန်နဲ့ဒီနေ့ကတော့ item လို့ပါလို့ပြောလို့ရပါဘူးလာမင်းကြီးရဲ့ဒီနေ့ကကျွန်တော်ချစ်သူနဲ့ตาလေးလေးအောင်ရင်ခိုးနှမ်းနေလို့မထွက်ပါနဲ့လို့ပြောလို့မရပါဘူးနော်အဲ့တော့အမှန်တရားရဲ့မရှိပါနဲ့လို့ပြောလို့မရအမှန်တရားဒီဘယ်တော့မှမဟုတ်ဘူး ကျွန်တော်တို့ဒီပြိုးပင်အစီအစဉ်ဆိုတော့ဒီ governance ပေါ့လေမြန်မာနိုင်ငံရဲ့လက်ရှိကဏ္ဍတွေအလိုက်ပေါ့လေအုပ်ချုပ်ရေးရန်နေရာတွေပုံမကောင်းမလောက်အောင်ဖွဲ့စည်းတည်တည်ပူးပေါင်းဆောင်ရွက်နိုင်အောင်ပံ့ပိုးတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်အဲဒီကဏ္ဍထဲမှာမှဒီလူမှုဖွဲ့စည်းတွေပေါ့လေတိုက်ရိုက်ဒီလက်ရှိကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်နိုင်အောင်ပါဝင်နိုင်အောင်ကျွန်တော်တို့ပံ့ပိုးတဲ့အစီအစဉ်တွေတစ်ခုဖြစ်ပါတယ်အဲ့တော့လက်ရှိဒီတရားဥပဒေစိုးမိုးရင်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့အခုဒီနေရလာရဲ့အမှန်တရားရဲ့အစီအစဉ် အပါဝင်ပေါ့လေကျွန်တော်တို့တရားဥပဒေစိုးရိမ်တဲ့ပတ်သက်တဲ့ကဏ္ဍတွေတော်တော်များများကိုထဲထဲဝင်ဝင်ပါဝင်ပံမှုကူညီလှုံ့ဆော်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ပေါ့တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့အထောက်အကူပြုမှုလုပ်ငန်းတွေကိုပြည်သူတွေကိုယ်တိုင်ရရှိနိုင်ရေးအတွက်လှုံ့ဆော်တဲ့ကဏ္ဍလေးတစ်ခုရှိပါတယ်အဲ့တော့အဲ့ကဏ္ဍထဲမှာတစ်ဖက်ကလည်းဒီဥပဒေတွေကောင်းမွန်လာဖို့တစ်ဖက်ကလည်းဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ကဏ္ဍတွေကိုပူးပေါင်းဆောင်ရွက်နိုင်ဖို့လုပ်ငန်းစဉ်တွေရှိပါတယ်။အဲ့တော့ကျွန်တော်2010လောက်တည်းကအိမ်မက်မက်ခဲ့တာလေးတစ်ခုရှိပါတယ်။အဲ့ဒါတော့ ပြည်သူတွေကိုယ်တိုင်ပေါ့လေသူတို့ရဲ့နေတူဘဝဒီတရားဥပဒေမျှတရင်းနဲ့ပတ်သက်တဲ့ခံစားနေရတဲ့ဒုက္ခတွေเนาะအဲ့ဒါလေးနဲ့ပတ်သက်ပြီးကြော်လွှားနိုင်တဲ့အခြေအနေလေးတွေကို TV ဇလန်းတွဲလေးတစ်ခုလောက်ကျွန်တော်တို့ဖန်တီးနိုင်ကြရင်ကောင်းပါပဲဆိုတဲ့ idea လေးတစ်ခုကျွန်တော်တို့ရှိခဲ့ပါတယ် အဲ့တော့အားလေးကိုပူပေါင်းဆောင်ရွက်ပြီးအကောင့်တွေဖော်နိုင်ဖို့အတွက်ကျွန်တော်2000ဒီ7လောက်မှာစပြီးတော့ကျွန်တော်တို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီဟာကိုနိုင်ငံတကာပညာရှင်တွေပြည်တွင်းပညာရှင်တွေနဲ့အားလုံးစုပေါင်းပြီးတော့ဒီဇာညွန့်လေးကိုကျွန်တော်တို့အခုလက်ရှိမကြာခင်တင်ဆက်တော့မယ့်ဇလန်းတွေ6ခုပေါ့။အဲ့ဒီ series တစ်ခုလုံးကိုကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့ဒီအဖွဲလိုက်ပေါ့လေကျွမ်းကျင်တဲ့ပညာရှင်တွေကဏ္ဍအလိုက်ကိုကျွန်တော်တို့ပူပေါင်းဆောင်ရွက်တဲ့အထက်မှာစတင်ပြီးတော့ပံ့ပိုးပူးပေါင်း ဟောအကောင့်တည်ပို့ခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ခင်ဗျာမကြသေးခင်ကပဲလွှတ်တော်မှာကျွန်တော်တို့ကစပြီးတော့ propose လုပ်ပြီးပါဗလီစပြီးတော့အဆိုပြုတင်ပါပြီတရားဥပဒေအထောက်အကူပြုဥပဒေဆိုတာကိုကျွန်တော်တို့အဲ့ဒီဥပဒေဟာလည်းမြန်မာနိုင်ငံရဲ့အထူးသဖြင့်စည်ရင်းသားပြည်သူတွေတဲ့အင်မတန်အသက်လောက်ကိုရေးပါပါတယ်ဒီဟာမှာတစင်စည်ရင်းသားပြည်သူတွေကဥပဒေအထောက်အကူပြုမှုကိုပေါ့ဥပမာရှင်းနေမှားနိုင်တဲ့လူတွေနောက်ပြီးတော့ဥပဒေအကြံပေးတွေနဲ့သက်ဆိုင်တဲ့ကဏ္ဍတွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်မယ့်အခြေအနေတွေလည်းပေါ်လာတော့မှဖြစ်တဲ့အတွက်ကြောင့်ဒီဇလန်းလေးကိုထင်ခန့်ကြည့်ရှုပြီးတော့ဒီအပေါ်မှာဝိုင်းဝန်းပြီးတော့ ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာပူပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့အကောင့်တွေဖော်နိုင်တဲ့အနေအထားတစ်ခုထိကိုရောက်နိုင်ပါစေလို့ကျွန်တော်တို့အများကြီးမျှော်လင့်နေပါတယ်အဲ့တော့ဒီဇာတ်လမ်းလေးကိုဝိုင်းပြီးတော့ကြည့်ရှုအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျဒီစကားမှာတော့အလွာလိုက်အလွာလိုက်ဘလို့ဖြစ်ရှင်းနေဆိုတာကိုအပိုင်း၈ပိုင်းနဲ့ရိုက်ကူးပြသထားပါတယ် ားမှုတွေကိုခင်ဗျားထိန်းလာဒီဇလန်တွဲကတော့လက်ရှိမှာဖြစ်ပျက်နေတဲ့ဥရေရေးရာပြဿနာတွေဖြစ်တဲ့ညရာအခွင့်ရေးစက်မှုလုပ်ငန်းနဲ့ဆက်ဆံရေးအနေအထားလူကုန်ကူးခြင်းအသရေဖြတ်ခြင်းမှားယွင်းစာထုတ်ပယ်ခြင်းနဲ့လင်းလည်ခြင်းတွေကိုဘလို့ကန်တွဲဖြစ်ရှင်းနေဆိုတာကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ဘာဖြစ်လို့လဲ

အဲ့ဒီကရတဲ့ပိတိစာသမီးကဘာနဲ့မှလဲလို့ရမှာမဟုတ်ဘူးဒီဇလန်တွဲမှာတော့စုပန်ထွားဘုံတိုင်မိုးရဆုံးနေရန်ခင်စာကြည့်ကြောအေဂျင်မူမြေနန္ဒအပါဝင်သရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားပါတယ်တရားခဏရအောင်တော့ဒီလိုပဲပြောကြ ။အခုပါဝင်ထားတာကတော့ဥပဒေထောက်ကူရုံးရဲ့အခမဲ့ဥပဒေထောက်ကူရုံးရဲ့မဆုပန်ထွားပေါ့။အဲသူ့ရဲ့လက်ထောက်ပေါ့။ထွန်းနိုင်နေရနေတိုးဆောင်ထားပါတယ်။အတိုင်းအတာတစ်ခုထိတော့ကြိုးတက်မှုရှိမှာပါ။အဲဆိုတော့ဟိုကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာလေးတွေဒီစိုက်တစ်ပိုင်းပါတယ်ဗျ။တချို့အရာလေးတွေကမှန်မှန်တဲ့အကြောင်းအရာတွေပါတယ်။အဲ့အတွက်လူတွေဒီအရာလေးကိုကြည်ကျင်းအားဖြစ်ပြည့်တဲ့ဒီကြည်ကျင်းအားဖြစ် ်သူတို့အတွက် message တစ်ခုခုအကြောင်းအရာတစ်ခုခုတွေ့လာမယ်ဆိုတာယုံကြည်တယ်ဗျဟုတ်အခက်အခဲတော့အရင်မရှိဘူးဗျကျွန်တော်ကကျွန်တော်ကိုယ်တိုင်ကဥပဒေပွဲရထားတာဗျဟိုရှင်းနေဟိုတော့ကျွန်တော်ချိန်မာတာမစင်းမဲနဲ့ရှင်းနေတာမလုပ်ခဲနဲ့တရားဆောင်လုပ်နေတာဖြစ်တဲ့အတွက်ဒါမှမဟုတ်လက်တွေ့ဘဝနဲ့ကျွန်တော်တို့စာသမားတင်ခဲ့တဲ့ဟာနဲ့ကတော့မတူပါဘူးဟိုကွာခြားမှုတွေအများကြီးရှိပါတယ်အဲ့အတွက်တော့ ဟိုရိုင်းခက်ခဲဆိုတာတော့မရှိဘူးဗျာ။ဘာလို့ကျွန်တော်လည်းအငိမ်တိုးဆောင်တွေပို့ပြီးတော့ဟိုအာတန်ခဲ့တာကိုတိုးဆောင်ရတာဆိုရှင်းနေတယောက်ဖြစ်တိုးဆောင်ရတဲ့အခါမှာရိုင်းခက်ခဲကျွန်တော်မှမရှိပါဘူး။အဒီကားလေးကတကယ်ကိုပဲဘူးကျူတာရရှိမဲ့ကားလေးပါ။ဟို message ပေးထားတဲ့ဟာဟိုချေချေညာကွဲတော့မဟုတ်ဘူးပေါ့။ပြည့်တဲ့ချိုးနေရာလေးမှာပြင်းကောင်းပြင်းပါလိမ့်မယ်။အဲဒါမလို့ဘူးကျူတာရမယ်အနေနဲ့ပဲအောင်းအင်းဒီခဏလေးကြည့်ကြည့်ပါလို့တကယ်ကိုပဲအထဲထဲမှာ message တွေပေးထားတာလေးတွေအနှစ်သာရလေးတွေရှိတယ်ဗျ။အဲ့တွဲတခြားဟိုဟာမျိုးလေးတွေကို မမဖြစ်ဘဲနဲ့ပြင်းသွားမှာဆိုလို့ကမပြင်းမဲနဲ့ခဏလေးစောင့်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ်ဗျာဟုတ်ထုတ်လို့သူတော့ဆွေစင်ထိုက်ကလည်းဘယ်အချိန်မှဘလို့ထုတ်လိုက်မယ်ဆိုတာကိုအခုလို့ပြောကြခဲ့ပါတယ် April လာဆန်းလောက်မှာအရှစ်ပိုင်းစလန်းကိုထွင်လို့ပြီးပါမယ်ဒီ channel ကနေထွင်လို့ပြီးသွားလို့ရှိရင်နောက် channel တွေထွင်ဖို့အတွက်ကိုလည်းပြီးမှာပါ forever group ကနေတစင်ထွင်လာရဲ skynet ကနေတစင်ထွင်လာရဲနောက်မြောက်ဝတီကနေတစင်ထွင်လာရဲပြီးမှာ အခမ်းအနားမှာတော့တက်ရောက်လာတဲ့မီဒီယာအသီးသီးကနေမေးမြန်းတာတွေကိုတာဝန်ရှိသူတွေက အခုလိုဖြေကြားခဲ့ပါတယ်။ရန်ကုန်ဖလင်းစကူးကတာဝန်ရှိသူကလည်းအခုလိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ color grading mic တွေပါမယ် sound design တွေပါမယ် now ဟိုစက်ပြတဲ့ LED light တွေပါမယ်လို့အဲ့အပိုင်းတွေကိုကျွန်တော်တို့ဒီဘက်ကနေတော့ဘုလို့တာဝန်ယူရပါတယ်ဒီဇလန်တွေဟာလူ့အဖွဲ့အစည်းတွင်ဖြစ်ပေါ်နေတဲ့နေ့စဉ်ဘဝတွေကို ထင်ဟပ်စေပြီး ဥရေရေးရအကြောင်းအရာများစွာဖော်ပြထားပါတယ် ညှတာတဲ့တရားစီရင်မှုအပြုသဘောဆောင်လွှမ်းမှုမှုတရားမျှတမှုမရှိတဲ့အတွက်ဖြစ်ပေါ်လာတဲ့ပဋိပက္ခမျောလင်းချက်ပြတ်သုံးတာတွေကိုမိမောင်းထုတ်ပြထားတဲ့ဇလန်းတွဲတစ်ခုဖြစ်ပါတယ်။စက်တင်ဘာလ18ရက်နေ့မှာစစ်ဘာလို့အစဉ်သင်လှုပ်ဆောင်တာဒီဇလန်းတွဲကိုတော့ February 13ရက်နေ့ကနေစတင်ပြီးတော့တောက်ကြနေ့ည9:00နာရီခွဲမှာမြမရုပ်မြင်သံကြားကနေပြသသွားမှာဖြစ်ပါတယ်။အမဟာရံကျောင်းတရားစွဲမှု အလဲသမွက် TV ရဲ့ Inside မြန်မာအစီအစဉ်ကနေကန္နာဆောင်လင်းစွာတင်ဆက်ပေးနေတာမို့အခုတင်ဆက်ပေးလိုက်တဲ့နေရလရဲ့အမှန်တရားရဲ့ဆိုရက်ဇလန်တွေဟာတရားစီရင်မှုနဲ့တရားဥပဒေစိုးမိုးရေးအကြောင်းအခြေခံပြီးရိုက်ကူးထားတာကြောင့်ပြည်သူတွေအတွက်အကျိုးရှိတဲ့ဇလန်တွေတစ်ခုဖြစ်လာလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ဒီဇလန်တွေကိုကြည့်ရှုပါလို့ဖိတ်ခေါ်ရင်းနဲ့အခုစီစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်။ အလဲပန်းဝက် TV ကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးမင်္ဂလာပါအကြောင်းအရာကဏ္ဍဆုံးလင်းစွာတင်ဆက်ပေးနေကြဖြစ်တဲ့ Inside မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ Inside မြန်မာအစီအစဉ်ကနေပရိသတ်တွေအတွက်တင်ဆက်ပေးချင်တာက Artist on Two ရဲ့ Transparency ဆိုတဲ့ပကြီးပြပွဲပဲဖြစ်ပါတယ်ဒီပြပွဲမှာဘယ်လိုပကြီးကားတွေပြသထားလဲဆိုတာကိုတင်ဆက်ပေးမှာပါဒီပကြီးပြပွဲကိုပန်းစိုးရမ်းမှာရှိတဲ့ပန်းစိုးရမ်းစင်းပကြီးခန်းမှာပြသနေတာဖြစ်ပါတယ် ။ဒီပကြီးပြပွဲကတော့ပရိသတ်ကြီးတွေ့နေကြပကြီးကားတွေလို့မဟုတ်ပဲဖန်ခွက်တွေကိုအသုံးပြုပြီးစိတ်ခံစားချက်ကိုရေးဆွဲထားတာဖြစ်ပါတယ်။ပကြီးဆရာရဲ့စိတ်ကူးစိတ်တမ်းတွေနဲ့တီးကြဖောက်ထွက်လာတဲ့ပကြီးကားတွေပဲဖြစ်ပါတယ်။အောင်ထူးကခုနပြောလို့ကိုဒီသူ့လက်ရပါတော့နော်သူ့လက်ရကိုစောင့်ကြည့်နေတာတော့တော်တော်လေးကြာပြီ။နောက်ကသူ့ပွဲကိုလှုပ်ချင်လို့ဆိုပြီးတော့တဖြည်းဖြည်းချင်းနဲ့ ရေကားကိုစုတာကစုပေါင်း3-4နှစ်လောက်ကြာတာ။ဘာလို့သူကားကလည်းသူကတကားတကားကိုအချိန်နဲ့တော်တော်ယူရတယ်။နောက်တစ်ခါဒီတကားတကားကိုဆွဲပြီးလို့ရှိရင်လည်းမကြခင်တိတ်ပြီးတော့ရောင်းရတာလည်းမြန်တယ်ပေါ့။ရောင်းရတာမြန်တဲ့ခါကျတော့သူကားကိုရောက်အောင်စုဖို့အချိန်တော်ကြာကြာလေးကိုစုလိုက်ရတာ။အဲ့ဒါနဲ့အချိန်ဟောပေါ့3-4နှစ်လောက်ကြာတော့မှပဲဒီပွဲကိုရောက်အောင်လုပ်ဖြစ်တာပေါ့။အဓိကတော့သူကဟိုဟောပေါ့အတွေးခေါ်တဲ့စဉ်းစားစရာလည်းပါတယ်လို့နောက်လက်ရမှာလည်းတော်တော်လေးကို သေးစိတ်ကြတဲ့လက်ရာတို့ဒါတော့ hyper realism ခေါ်တော့ဗော hyper realism သဘောလေးဖြစ်တယ်နောက်တစ်ခါ symbolism သဘောလေးဖြစ်တယ်ဆိုတော့အဲ့ဟာနှစ်ခုကိုပို့ပြီးတော့ဟိုကြာကျင်တာဗောနော်အဲ့အဲ့ဒါကြောင့်တော့ဒီပွဲကိုစီစဉ်တာဗောဟို hyper realism ကအဓိကဘာလဲဆိုတော့သူကဟိုအသေးစိတ်ရေးတာဗောနော်ခုနကဟိုတာမန်မျက်စိနဲ့တချို့ကိစ္စဆိုရင်တာမန်မျက်စိနဲ့ကြည့်ရင်တောင်မှမမြင်တဲ့ဟာကိုဒီပကြီးဆရာကသူကပို့ပြီးတော့ detail ကြအောင်ပို့ပြီးတော့ရေးယူတာ hyper ဗောနော်တေးဥမှန်တေးဥမှန်တော့တေးဥမှန်မတေးဥမှန်မတေးဥမှန်မှာ hyper ဖြစ်တဲ့သဘောတေးဥမှန်လုံးဗောနော် ဆိုတော့အဲ့တဘောပို့ပြီးတော့ရေးတဲ့ဘောဖြစ်တယ် Simulation ဆိုတာကအခုသူရေးတဲ့ဟာတွေကဒါဖန်ခွက်ကလေးတွေဖန်ခွက်ကလေးဆိုရင်သူတရားကိုရေးတော့2008 blog ကစပြီးတော့ရေးတယ်ဒီဖန်ခွက်ကလေးတွေနဲ့အယောင်လေးတွေနဲ့အဲ့ဒါကိုဘယ်လိုပြန်ပြီးတော့စဉ်းစားလို့ရလဲဆိုတော့အဓိကကသူကဒီဖန်ခွက်ကလေးတွေ transparent ဖြစ်တယ်အယောင်တွေကမျိုးစုံရှိတယ်နော်အဲ့တော့အဲ့ transparency ပေါ့နော် transparency ဆိုတော့ဒီအကြည်ပေါက်ဖြစ်နေတဲ့ဟာနဲ့အခုတို့ဒီဘက်ခင်မှာနိုင်ငံရေးသဘောပြောဆို transparent ဖြစ်တယ်ဆိုတဲ့ဟာက မြင်သာမှုပွင့်လင်းမြင်သာမှုသဘောကိုဆောင်တဲ့သဘောပေါ့ဒါပေမဲ့ transparency ကိုပကြီးမှာကြည်လင်တဲ့ depth ပေါ့နော်အဲကြည်လင်မှုနဲ့အယောင်နေနဲ့ရောပြီးတော့ရေးတဲ့သဘောကပို့ပြီးတော့တာမန်ကြည့်ရရှုရတာဆက်လို့ရှိရင်ဟို symbolism သဘော David တကူအလိုနင်းဆောင်တဲ့သဘောပါတယ်အဲကြောင့်ဒါ symbolism သဘောလည်းပါတယ် hyper realism သဘောလည်းပါတယ်အဓိကတော့ဒီကားတစ်ချက်ကိုပထမဆုံးစကြည့်တဲ့အချိန်မှာကိုယ်စိတ်ကိုအာယုံကိုနော်ကိုယ့်စိတ်အာယုံနဲ့ဆိုပထမဆုံးဟိုဆွဲဆောင်နိုင်တဲ့အခါတစ်ခုဖြစ်ရမယ်။နောက်ဒါဒါလည်းပုံပြမှာ၄နှစ်တော့မှ ိုဒီပြည်ကားဒီသူ့နောက်မှာအတိတ်ပဲတွေပါလေရှိတယ်လေ။နောက်သူသုံးတဲ့အကြောင်းတွေဘာကြောင့်ဒီအကြောင်းတွေသုံးတာလဲသူသုံးတဲ့ဒီ subject ပေါ့နော်သူဒါမှမဟုတ်သူရေးတဲ့ subject ကဘာလို့ဒီအကြောင်းရေးရလဲဆိုအဲ့ဒါတွေအားလုံးက context တွေပေါ့အဲ့ဒီအားလုံးသူနဲ့ဆက်ဆက်တဲ့အကြောင်းတရားတွေအမှုပညာပစ္စည်းတစ်ခုနဲ့ဆက်ဆက်တဲ့အကြောင်းတရားတွေအဲ့ဒီအကြောင်းတရားတွေကိုပြန်ပြီးတော့ထပ်ပြီးစဉ်းစားအဲ့ဒါကြတော့ဟိုပါပေါ့ဒါကြတော့ art philosophy တသက်မဟုတ်ဘူးပဂျီဆရာရဲ့ကိုပိုင် philosophy လည်းဖြစ်တယ်နောက်တစ်ခုကပဂျီဆရာရဲ့ expression ပဂျီဆရာကဒါကိုဒီလိုယူဆတယ်လို့ဖွင့်ဟောထုတ် ထုတ်ပြမှုလည်းဖြစ်တယ်ဆိုတော့အဲ့ဒီအချက်၃ချက်လုံးကိုအကုန်လုံးဆက်ဆက်ပြီးစဉ်းစားနိုင်မှာပဲဒီပြည်ကားတစ်ချက်ရဲ့အရာသာပဲဖြစ်ဖြစ်ပြည်ကားတစ်ချက်ရဲ့ consequence ပေါ့နော်သူ့ရဲ့အကျိုးဆက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်သူဘယ်ကနေပြီးတော့ဒီလိုဒီလိုလမ်းကြောင်းကိုရောက်တာလဲဆိုတာဖြစ်ဒါတွေအားလုံးပြန်ပြီးတော့စဉ်းစားတော့ပါအခုမြင်တွေ့ရတဲ့ပကြီကားကတော့ဖန်ခွက်မှာမြင်တွေ့ရတဲ့အလင်းနှိုင်းကိုအတိကထားအသားပေးဆွဲထားတာဖြစ်ပါတယ်။ ဗကြီးစရာရဲ့လိုချင်တဲ့ကာလာတွေကိုအတိအကထားဖော်ပြထားပြီးဒီမှာဆိုရင်ကာလာနှစ်ယောက်မကပဲကာလာတွေအများကြီးသုံးထားပါတယ်ဗကြီးစရာရဲ့စိတ်ကူးခံစားမှုကတော့ဖန်ခွက်ထဲကိုစေးရီတွေထည့်လိုက်တယ်အဲ့ဒီစေးရီတွေကစီးကျလာတဲ့သူ့ရဲ့ကောက်ချောင်းတိုင်းရောနှောသွားတယ်စေးဆက်လေးတွေကျသွားတယ်အဲ့ဒီຢာတွေကိုခံစားရေးဆက်ထားတာဖြစ်ပါတယ်ဒီကြောင်ကတော့ခြေခဲဆိုင်ပေါ့ ဘဟန်းသုံးလမ်းမှတ်တမ်းရကြီးမှုကြောင့်ပေါ့အဲကြောင့်စင်ပါဆရာကြီးကတော့ဆရာကျော်သူရိဆရာဦးဝင်းတဲ့ဆရာဦးမောင်ဦးဆရာဦးကျော်တန်းဖြစ်ပါဆုံးကျွန်တော်ပကြီးဝါနာပါတော့ငငယ်လေးရပဲပေါ့ဖေရလည်းပကြီးဆရာဆိုတော့ဒီပြပွဲမှာပကြီးကပြတ်သားဖို့ကကျွန်တော်အချိန်တော်တော်များများယူခဲ့ရတယ်ပေါ့ကျွန်တော်စပြီးတော့ဒီစပြီးတော့ရေးရေးဖြစ်တာပေါ့2010လေးကစရေးဖြစ်တာပေါ့ဒါပေမဲ့အခု2015ကျမှလုပ်ဖြစ်တယ် ကျွန်တော် idea ကတော့ဒီဖန်ခွက်ပေါ်မှာဖြစ်နေတဲ့ transparent ဖြစ်တဲ့ဟာလေးရယ်နောက်ပြီး color လေးပြီးတော့ long line ရဲ့အချိန်မှာဖြေး long line ရဲ့အချိန်မှာ season ဝါတဲ့ဟာလေးရယ်ကျွန်တော်ဖြေးလုံးလေးတွေအဲ့လိုဖြစ်သွားရတယ်ကျွန်တော်စိတ်ထဲမှာအရင်နှစ်သက်လို့ပေါ့ဒီရေးဖြစ်တာပါကျွန်တော်ဒီကားတွေကို speed အများကြီးခြံပြီးတော့ကျွန်တော်ရေးတယ်ပြီးတော့ကြည်လင်တဲ့ဖန်ခွက်လေးတွေပေါ့အဲ့ဒါလေး transparent ဖြစ်တဲ့ဟာလေးကိုကျွန်တော်ကြည့်ရတယ်စိတ်ကြည်ရဲ့ ကြည်စင်ခြင်းလို့ပေါ့အဲ့လိုမျိုးလေးညကြောင်းရေးဖြစ်တာပါဒီပြပွဲရဲ့နာမည်ကတော့ဟိုပါ transparency ပေါ့ color and transparency ဒီကားလေးတော့ကျွန်တော်အကုန်ကြိုက်ပါတယ်ဒါပေမဲ့ဒီအနောက်ကကျွန်တော်ရဲ့တိုက်တဲ့ဗတိကားလေးပေါ့အဲ့ကားလေးတော့ကျွန်တော်ကြိုက်ပါတယ်ကျွန်တော်ရဲ့ဗတိကားလေးကြည့်ပြီးတော့ပေါ့ဒီလိုစိတ်ခံစားပြပါလို့ပြောတယ်မှာဒီရာကတော့လုံးယူလို့မရပါဘူးဒါကတော့ဗတိစရာအောင်သူရဲ့စိတ်ခံစားမှုတွေကိုပုံဖော်ရေးဆွဲခဲ့တာဖြစ်ပါတယ် ီရင်းသွေးခရလေးရဲ့ရင်းသွေးခွက်လေးရဲ့ပြီးတော့ဒီအယောင်၂ယောင်လဲပေါ့ပထမတော့ဒီ၂ယောင်လဲပေါ့ဒီဒီပြီးတော့မှကျွန်တော်ဒီအစင်းလေးကိုကျွန်တော်ထည့်လိုက်တာပေါ့အဲ့ခါကျတော့ဒီအစင်းလေးကိုထည့်လိုက်တဲ့ခါကျတော့ဒီ၂ယောင်ကပို့ပြီးတော့လှသွားတာပေါ့အားရှိသွားတာပေါ့အယောင်ပို့ပြီးတော့အားရှိအောင်လို့ကျွန်တော်ထည့်လိုက်တာပါပကြီးပြပွဲတစ်ခုဖြစ်လာဖို့ဆိုတာမလွယ်ကူလာပါဘူးအချိန်တွေများစွာယူရပါတယ် ဒါမှကောင်းမွန်တဲ့လက်ရာတွေစိတ်ခံစားမှုတွေကိုပရိသတ်ကြီးကိုပြသနိုင်မှာဖြစ်ပါတယ်။ မှာအစီအစဉ်ကနေကန္နာဆောင်လင်းစွာတင်ဆက်ပေးနေတာမို့ဒီနေ့ရဲ့ပြပွဲတစ်ခုဖြစ်တဲ့ Artist on 2ရဲ့တကူတော်ပကြီးပြပွဲကိုဇန်နဝါရီလ29ရက်နေ့ကနေ31ရက်နေ့အထိ9ရက်တာကျင်းပမှာဖြစ်တဲ့အတွက်ပကြီးပညာကိုချစ်မြတ်နိုးသူတွေစိတ်ပါဝင်စားသူတွေအနေနဲ့လာရောက်လည်လာဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်။